မင်္ဂလာပါဒီနေ့ကျွန်တော်တို့အိနီးချင်းမြန်မာနဲ့ထိုင်းနိုင်ငံကြားကဆက်ဆံရေးကိုနည်းနည်းအတွင်းကြကြကြည့်ကြရအောင်တော်တော်အဲရှုပ်ထွေးပြီးစီကွင်စားစရာကောင်းတဲ့အကြောင်းရပါဟုတ်ကဲ့ရာစုတွေနဲ့ခြေတဲ့တမိုင်းတွေပฏิပခတွေရှိသလိုဟိုပူပေါင်းဆောင်ရွက်မှုတွေနိုင်ငံရေးအကျိုးစီးပွားတွေလည်းရောရှက်နေတာကောဟုတ်တယ်ဒီအကြောင်းပေါ်နားလေပေါ့ကျွန်တော်တို့ဝီကီပီးဒီးယားကောင်းမှုချက်တွေတရင်ဆောင်ပါးတွေပေါ့လေ ကဲဆို English တို့ RFA တို့ now online ဆွေးနွေးမှုတချို့ကိုအခြေခံပြီးပြောကြည့်ကြမယ်။ဒီဆက်ဆံရေးတဲ့အခြေခံကစိတ်ဝင်စားဖို့ကောင်းတယ်။ယဉ်ကျေးမှုဘာသာရေးရာတူတာတွေရှိတယ်။ပထွေးနိုင်ငံရေးအရာအတိုးစီးပွားဆက်နွယ်မှုတွေလည်းရှိပြန်ရော။ဟုတ်ပါ။ဒါပေမဲ့တစ်ချိန်တည်းမှာပဲဟိုဟာလေအဲအချို့ချအာနာနည်းမြေပိုင်ဆိုင်မှုငင်းပွားမှုတွေပြိုင်ဆိုင်မှုတွေကလည်းအများရှိနေခဲ့တာ။อืมဆိုတော့အခုနောက်ပိုင်းကျတော့ဘေဘေကိုပို့ဦးဒီလာလဲ။ အခုနောက်ပိုင်းမှာတော့အဓိကကစီးပွားရေးနဲ့ကုန်သတ်မှုဘက်ကိုပိုပြီးအယုံဆိုင်လာတာတွေ့ရတယ်လေ။ဟုတ်ပြီ။အဲ့တမိုင်းတော်ခံကိုအရင်နဲ့နဲ့ပြန်သွားကြအောင်။တက်လိုက်ပြန်ပေါင်းလိုက်နဲ့ပဲရာစုတွေချီနီးခဲ့တာပေါ့နော်။မှန်တယ်။၁၆ရာစု၁၈ရာစုစစ်ပွဲလေအထူးတစ်ဆင့်၁၆၆ခွင်အယုဒရာကြာဆုံးရင်းလိုအဖြစ်ပြက်တွေကနှစ်ဖက်လုံးရမှတ်ညံမှာဆွဲကြံနေလို့မဲ။အဲဆွေးဝါးစားဖို့ကောင်းတာကထိုင်းရဲ့မျိုးတော်ရေးဝါဒတီဆောက်တဲ့အခါ မြန်မာကိုတမိုင်းဝင်ရန်သူအဖြစ်ပုံဖော်လေးရှိတာပဲဟုတ်ကဲ့ဟုတ်ကဲ့ King Narasuwan လို့ရုပ်ရှင်ဒီတမရုံရာဂျာနုဖတ်ပြတမိုင်းစာအုပ်တွေကဒီအမြင်ကိုလူတို့ထဲပို့ပြီးတော့အဲအားကောင်းစေခဲ့တယ်အဲ့ဒီအမြင်ကဒီနေ့ခေတ်တည်တက်ရောက်မှုရှိနေတုံးမလားရှိတာပေါ့လူဖွဲ့စည်းထဲမှာမြန်မာတွေအဖို့ထားတဲ့ဆွမ်းမဲနေတဲ့အမြင်တချို့ကိုအခြေခံပေးနေတုံးပဲနောက်တစ်ခုက Colony Kit အကွာချမှုပဲအင်းမြန်မာက British Colony ဖြစ်သွားချိန်မှာ ထိုင်းကသူနည်းသူဟာနဲ့လွတ်လင်ကြီးကိုထိန်းထားနိုင်ခဲ့တယ်လေဒီအချက်ကနှလိမ့်ငယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုရောစိတ်နှိမ့်စိတ်ထားကိုပါကြွားချစေခဲ့တယ်လို့သုံးသပ်ကြတယ်ဒီလိုတမိုင်းနောက်ခံဒီကြာနေမြမောက်ခက်ဆက်ဆံကြီးကိုဘလို့ပြန်တည်ဆောက်ခဲ့ကြလေစစကပြောတယ်လို့စီးပွားရေးကအဓိကဖြစ်လာတယ်ဆိုနိုင်မလားအတိအကျပါပဲ1988နောက်ပိုင်းဆက်ဆံရေးပြန်နှီးဆက်ဖို့စူးစမ်းခဲ့ကြပါမယ်အတက်ကြလင်းနဲ့ပဲပေါ့ ါပေမဲ့စီးပွားရေးအရာတော့အကြီးအကျယ်ကိုအပြန်လတ်မှီခုံနေကြတယ်။ဟုတ်ဘလောက်အထိလဲ2022စာရင်းအရာဆိုနှစ်လိုက်ငယ်ကုန်တွယ်မှုကတနိုင်ငယ်ကိုအမေရိကန်ဒေါ်လာ4.4ဘီလီယံလောက်ရှိခဲ့တယ်။ထိုင်းရဲ့မြန်မာပြည်တွင်းယနေ့မြင့်နယ်မှုတွေလည်းမနှဲဘူး။ဥပမာဆိုပါတော့ယေဒနာသဘောတန်ငွေလို့စွမ်းရန်ကဏ္ဍနောက်ဒီထားဝယ်ထူးစီးပွားရေးဆုံးစီမံကိန်းလိုမျိုးပေါ့ဒီစီမံကိန်းကမျှော်လင့်ချက်ကြီးပေမဲ့စိန်ခေါ်မှုတွေလည်းအများကြီးပဲ။အင်း ဟိုအေးကြီးတာကထိုင်းစီဝါရေးရဲ့အစိပ်ပိုင်းတော်များများ အထူးသဖြင့်အခြေခံလုပ်ငန်းတွေကမြန်မာရွှေ့ပြောင်းအလုပ်သမားတွေပေါ်အကြီးကျယ်မူခေါ်နေတာပဲဟုတ်တယ်စီးပွားရေးရာဒီလောက်နီးစပ်နေပေမဲ့တဖက်မှာလည်းနေဆက်လုံခြုံရေးစိုးရိမ်မှုတွေကရှိနေတော့မယ်နော်အင်းဟုတ်ရှိနေတော့မယ်2010 2012ကနေဆက်မှာတိုက်ပွဲတွေထိခဲ့မှုတွေပိုက်ဆိုင်မှုအငင်းကွာနေတဲ့ဂျွန်းငယ်လေးတွေကိစ္စလည်းရှိသေးတယ်အခုပိုဆိုးလာတာက မြန်မာပြည်အတွင်းချင်းနေတဲ့ကြောင့်ထင်တယ်ဟုတ်တယ်မြန်မာပြည်အတွင်းမတည်ငြိမ်မှုတွေရဲ့ရိုက်ခတ်မှုကပိုတိတာလာတယ်ဒုက္ခတီတီနေဆက်ဖြတ်ကျော်လာတော့နေဆက်ဒေတာလုံခြုံရေးဆိုးရီမှုတွေကထိုင်းအတွက်ခေါင်းခဲစရဖြစ်လာတယ်2020တောင်တိုက်ပြောင်းလဲတွေကတော့အဲဒီနောက်ပိုင်းနိုင်ငံကြီးအရပို့ပြီးရှုတ်ထွေးသွားတယ်ထိုင်းအစိုးရကမြန်မာစစ်ကောင်စီကိုကူညီနေတယ်ဆိုတဲ့ဆွဆွဲမှုတွေလည်းရှိဖြစ်တယ် ASEAN ရဲ့ကြိုးပမ်းမှုတွေမှာထိုင်းကအပေါ်ဝင်နေပေမဲ့ကိုနိုင်ငံရဲ့အကျိုးစီးပွားကိုပဲအဓိကထားလို့ဆောင်နေတာတွေ့ရတယ်လေ အဲ့ဒါကလည်းအရေးကြီးတဲ့အပိုင်းပဲတရင်းတွေအရာအထူးသဖြင့်ထိုင်းလူမှုကွေးရက်တွေမှာမြန်မာစန့်ကျင်ရေးအမုန်းစကားတွေတရင်းမဖြန့်ဝေမှုတွေတိတိတသားတိုးလာတယ်။ဟွန်းဘသူတွေကိုပြစ်မှတ်ထားတာလဲ။အဓိကကတော့ရွှေပြောင်းအလုတ်သမားတွေကိုပြစ်မှတ်ထားတာမဟုတ်ပေါ့။ဒီလိုအွန်လိုင်းကဟုန်ဆောမှုတွေကလက်တွေ့ဘဝမှာခွဲခြားဆက်ဆံမှုတွေဟိုတက်ခိုက်မှုတွေအထိဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒီအလုတ်သမားတွေကထိုင်းစီးပွားရေးအတွက်အရေးပါတဲ့အခြေခံလုပ်တွေကိုလုပ်ပေးနေတာ။ ထိုင်းလူမျိုးတွေတောင်မလုပ်ချင်တော့တဲ့အလုပ်တွေကိုဝင်လုပ်ပေးနေတာဆိုတဲ့အမြင်ကိုလည်း Cost of English လို့သတင်းဌာနတွေကတင်ပြတာတွေ့ရတယ်။မှန်တယ်။ထိုင်းနိုင်ငံကိုယ်တိုင်ကတမိုင်းကိုပြိုင်းကြည့်ရင်ရွှေပြောင်းအခြေချလာသူတွေနဲ့တိစောက်ထားတဲ့နိုင်ငံဆိုတာကိုလည်းမမေ့သင့်ဘူးလို့ဆိုထားတာရှိတယ်။ဟုတ်ပါ။တချင်ကဝန်ကြီးချုပ်ဦးနုကိုယ်တိုင်အယူတရားကိုတွားပြီးတောင်းပန်စကားပြောခဲ့တာမျိုးရှိခဲ့ပေမယ့်အစိုးရအဆင့်ဖုံးဖော်မှုတွေတမိုင်းတင်ကြမှုတွေက ဒီမြုံကြီးမှုတွေကိုဆက်အားပြင်းနေသလိုဖြစ်နေတုံပဲလို့လည်းသုံးသပ်ကြတယ်။ဆိုတော့နှစ်နိုင်ငံပြည်သူတွေကြားနားလည်မှုတိဆောက်ဖို့ကတော်တော်အရေးကြီးလာနေပြီ။တမိုင်းကိုသင်ခန်းစာယူရမယ်။လက်ရှိအပြန်အလှန်မိခိုနေရတဲ့အခြေအနေကိုလည်းမျက်ကွယ်ပြုလို့မရဘူးလေ။ဒါကြောင့်ခြုံပြောရင်မြန်မာတိုင်းဆက်ဆံရေးဆိုတာတမိုင်းရဲ့အရေးတွေစီးပွားရေးအရာရှောင်လွဲလို့မရတဲ့ဆက်နွယ်မှုတွေနိုင်ငံရေးအရာအကျဆက်မှုတွေနဲ့လူမှုရေးပို့တိုက်မှုတွေကြားကာ တော်တော်လေးကိုရှုပ်ထွေးနေတဲ့ပုံစံတစ်ခုပဲဖြစ်နေတာပဲဖြစ်နေတယ်။ဟုတ်ပါတယ်။ဒီလိုနှက်ဆိုင်တဲ့တမိုင်းအမွေတွေခိုင်မာတဲ့စွီးပေါ်ရေးမိခိုမှုတွေရှိနေသလိုတစ်ဖက်မှာလည်းလူမွေးတင်းမာမှုတွေမြင့်တက်လာတာမြန်မာနိုင်ငံရဲ့မတည်ငြိမ်မှုတွေဒီအခြေအနေတွေကြားမှာဒီအိမ်ကြီးချင်းနှက်နိုင်ငံဘယ်လိုလက်တွေ့ကြရဲ့ဆက်ဆံရေးမျိုးရှစ်ဆက်တည်ဆောက်နိုင်မလဲ။อืมနောက်ပြီးတာမန်ပြည်သူတွေအနေနဲ့တော့တမိုင်းအာဂါတာတွေအွန်လိုင်းကအပြည့်တဘောဆောင်တွေပြောဆူမှုတွေကိုဘလို့ကြော်လွန်ပြီး ဒီဆက်ဆံရေးကိုပိုကောင်းအောင်ပုံဖော်ရမှာဘလို့အခန်းကဏ္ဍနဲ့ပါဝင်နိုင်မလဲဆိုတာကတော့ဆက်ပြီးစဉ်းစားရမယ့်အချက်ပါပဲ